အားလုံးပဲမင်္ဂလာပါဒီ live follow channel ကိုကြည့်ရှုအားပေးနေတဲ့ဒုတိယဝါသနာရှင်ညီကောင်မမများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်เนาะမင်္ဂလာညချမ်းပါကဲအားလုံးပဲเนาะကျွန်တော်အခုတ ကျွန်တော်ပြောရနော် live မှာကြည့်တဲ့မိတ်ဆွေများအတွက်ကတော့ကျွန်တော် one chain ကအဓိကပဲလို့ကျွန်တော်ပြောခဲ့ရနော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်10ခွတခွေးလောက်ပဲကျွန်တော် live မှာအမှန်ကန်တော့ကနန်းကရမှာဖြစ်တယ်နော်။အဲ့ဒါအမှန်တရားကိုပြောတာဖြစ်ပါတယ်နော်။အဲ့တော့ညနေ40နော်။အဲ40ကျွန်တော်တို့95အဲပြီးတော့ဗာလဲ95 90ဆိုပြီးတော့ organ เนาะအဲကျွန်တော်ဒါကျွန်တော်ရဲ့ဘယ်လိုပြောမလဲအမာခံပြည်သက်တွေပေါ့နော်အဲကျွန်တော်နေရာကောင်းကောင်းဆိုးဆိုးအပိလာတဲ့သူတွေအတွက်ညနေအကောင်းဆုံးလုပ်ပေးနိုင်ခဲ့ရနော်အာလမ်းမှာရှိတယ်ဆိုရင်လည်းမှန်လေးတွေမှန်လာပြီကြပါဦးနော်လုံးဝမှန်တယ်ကိုဟုတ်တယ်ဟုတ်တယ်နော်အဲ့တော့အဲ့ဒါကြောင့် ကျွန်တော်တို့အခုလိုက်လွင့်နေကြမှာရတယ်ကျွန်တော်ပြီးရင်နေပြီဟမ်အဲ့တော့ကျွန်တော်အခုဒီညနေခင်းမှာကျွန်တော်တွေ့တာရယ်နော်အခုမှ ခုမှဒါ site တိတ်ပေါ့မူတိတ်ပေါ့နော်မူတိတ်ကကျွန်တော်တို့ပြောမယ်ဆိုရင်သူမူတိတ်လို့တွေ့ပြီးဆိုအငယ်ကန်သူက3ပင်လောက်ထိပြီးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့အခုတန်းတပင်2ပင်မြောက်ပဲရှိသေးတယ်ပေါ့နော်မြန်ပြန်ဆိုရင်ဒါ3ပင်မြောက်ပေါ့နော်3ပင်မြောက်တွေ့တဲ့အမှုလေးပေါ့အဲ40 60အမမဆိုရင်ကျွန်တော်တို့ညနေကကျွန်တော်4 6နဲ့ပြီးမယ်ဆိုလို့စဉ်းတော့ဒါတော်တော်လေးရှင်နေကောင်းတာပေါ့နော် အဲ့မဲ့ကျွန်တော်တင်တာကတော့ကျွန်တော်65ကိုတင်တာပေါ့ liberate เนาะ really เนาะအဲ့တော့ bye bye ညီပေါ်မှာရေเนาะကျွန်တော်ချိန်မီတော့ကျွန်တော် like ပေးတယ်ဒါပေမဲ့ကျွန်တော်ထိုးဖို့တော့ကျွန်တော်မေ့တော့လိုက်တယ်เนาะအဲ့ကြောင့်ညီပေါ်မှာကျွန်တော်ဒီလိုခွင့်ရမျိုးဟာရခဲ့တယ်ရခဲ့တဲ့ခွင့်ရဆိုတော့ကျွန်တော်ကျွန်တော်ရေညီပေါ်မှာအားလုံးကိုကျွန်တော်ကတတ်နိုင်ဆုံးကျွန်တော်ကူညီပေးခဲ့တယ်เนาะဒါပေမဲ့ကိုဂျိုးတော့နင့်တာသွားတာပေါ့ကျွန်တော်က ညနေကကျွန်တော်မန္တကယ်လုံးဝကျွန်တော်ကျွန်တော်ကတော့ထိုးပြီးလို့ထင်လိုက်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ထိုးတဲ့ဆဲကိုမပါသွားလိုက်အဲ့တော့ဘယ်လိုဖြစ်ပါကျွန်တော်မရပြင်မယ်ပဲကျွန်တော်ငောင်းမရအချိန်ကြီးပို့ပေးနိုင်တယ်ဆိုတော့ဝမ်းသာပါတယ်နော်အဲ့တော့ဒီဘက်မှာကျွန်တော်အကောင်းဆုံးဘယ်ဘက်နံပါတ်ပေးအောင်ကိုအဲ့ ဘာသာနံပါတ်ကအခုကျွန်တော်လာမယ့်စနေနေ့ကျမှကျွန်တော်ချပြီးတော့မှာနော်။ဒါဖြစ်လို့လဲဆိုတော့ကျွန်တော်အလုံးလုံးရင်ကျွန်တော်စီကံလေးနဲ့လောက်တာဖြစ်တဲ့အတွက်ကြောင့်မနော်။အားပေးပါတယ်နော်။ဘယ်လိုပဲဖြစ်အခုကျန်လေးချိန်တော့တီးခံလိုက်ပါနော်။ဒီကျွန်တော်နော်ဘာသာနံပါတ်ပေးတယ်ဆိုတာလဲကျွန်တော်မမခေါ်တာတွေပါတယ်ကျွန်တော်မရှိဘူးနော်။အခုမရှိဘူး။ဘာမှ ကျွန်တော်ကဏ္ဍကောင်းရင်ပြီးဖို့ပဲကျွန်တော်ဘယ်ရဘယ်လေးဘလောက်အဲ့လိုမျိုးကဏ္ဍရောင်းစားတာပါညာမရှိဘူးเนาะအဲဒီကကျွန်တော်တို့သစ္စာရှိရတယ်ဒီဟာကိုကဒီအလောက်ကိုလောက်မယ်ဆိုရင်ဒီအလောက်ကိုလောက်မယ်ဆိုရင်အဲကိုကဘယ်လိုပြောရမလဲဟိုကျွန်တော်ဆိုလို့စင်ကျွန်တော်ကိုယ်တိုင်ထိုးရင်လွဲတယ်တကယ်လွဲတာသူများကိုပေးရင်ကျွန်တော်တဲ့တယ်အဲ့ဒါကျွန်တော်တင်ကြတာเนาะကျွန်တော်တင်ကြတာအာ အမှန်ကန်ပြောပြတာနော်ကျွန်တော်တရားမှန်နေပြီကျွန်တော်ထိုးပြီဆိုလွယ်ပြီအဲ့ဒါကြောင့်ကျွန်တော်တစ်ခါလေးကျွန်တော်မထိုးတာများတယ်ပေါ့နော်အခုနောက်ပိုင်းတော့ကျွန်တော်လည်းတူရင်းနဲ့ပြန်ပြီးတော့ထိုးလာတာပေါ့နော်ရင်းတော့ဆိုကျွန်တော်ထိုးဘိုးဘုံကဆိုလုံးဝမထိုးတာဟိုကကိုလည်းနည်းနည်းဟိုဘယ်လိုပြောလဲလက်ဒီလက်မငိမ့်ချီမငိမ့်ဖြစ်လာတာပေါ့နော်အဲ့လူလေးနဲ့နဲ့စောင့်မယ်ကျွန်တော်အယောက်30လောက်စောင့်မယ်နော်တီးခံပေးပါနော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဒီ ဝမ်ဂျိန်းကဒါတည့်ရတိုင်းနဲ့ပေါ့နော်ဝမ်ဂျိန်းမှုလေးကြီးကျွန်တော်ကျောင်းမိတ်ဆွေမြင်ကောင်းနဲ့တချို့ဆရာတွေပြလို့တွေ့ရင်လည်းတွေ့တယ်မတွေ့ရင်လည်းမတွေ့ဘူးပေါ့နော်ဒါတော့ကျွန်တော်မှုနဲ့ကျွန်တော်ပြလာဖြစ်တယ်နော်အဲ့တော့ဘာလို့လဲဆိုတော့အထောက်အပံ့ဖြစ်တာပေါ့နော်အဲ့တော့ဝမ်ဂျိန်းတူပင်မဲ့လည်းကျွန်တော်တို့ယူဆချက်လေးတွေရှိသေးတယ်ပေါ့နော်ယူဆချက်လေးတွေရှိပါလေတယောက်နဲ့တယောက်ယူဆချက်ကမတူကြဘူးပေါ့နော်အဲ့တော့ကျွန်တော် အခုတညာပြမှာတော့အဓိကတော့ကျွန်တော်ဝမ်းကျိမ့်ပါပဲเนาะဝမ်းကျိမ့်မှန်တယ်ကိုတဲ့ဟုတ်ကဲ့ပါเนาะကျွန်တော်လိုက်လွင်နိုင်လဲကျွန်တော်ကဝမ်းကျိမ့်ကိုပဲအဓိကထားတယ်လေဘာဖြစ်လို့ဆိုတော့တိုင်းပေါ်မှာကဟိုဘယ်လိုပြောမလဲဆယ်ခွေတခွေလောက်ပဲတခွကောင်းမှန်တာအချိန်တိုင်းမှန်ရတယ်လို့မရှိပါအောင်เนาะမရှိဘူးဆိုတာလည်းဘယ်လိုပြောအောင်လဲဝင်လင်းဆုံးပြောရရင်ကျွန်တော် မရှိအောင်လေသူတို့ဘက်ကလည်းကြည်နေတာဖြစ်တော့နော်ကနန်းအရင်ဟောက်သွားရင်အဲ့ဟောက်ကနန်းကဘရောင်းမမထွက်ဘူးခုသုံးတွေ့လားသုံးမထွက်ကိုမထွက်ရဲတာနော်သုံးကသူ့မူတွေရှိတယ်နော်ဒါပေမဲ့ तू ကထွက်ပြီးလို့မရဘူးထွက်ပြီးရင်နော်နန်းဆောင်မှာအဲ့တော့မထွက်ဘူးမဟုတ်ဘူးထွက်မယ်နော်ဒီကြံ၄ချိန်မှာနောက်ဆုံးချိန်တော့မှာပဲထွက်ချင်းထွက်လိုက်မယ်ပေါ့နော်မြားခေါ်သွားမှာပဲ ဒါမဲ့ဒီဘယ်လိုပြောမလဲဆိုတော့သူတို့ဘယ်လိုပြောမလဲရသလောက်တော့ဆွဲယူနေအောင်ပါပေါ့နော်ဒါဆွဲခေါ်တယ်လို့ပြောအပေါ်မျိုးဖြစ်တာပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီ၃ကအဲမူကောင်းကောင်းတွေတွေ့တယ်ထချလိုက်လို့ဆိုရင်ခဏပျောက်ပြန်ပျောက်သွားတယ်ပေါ့နော်အဲ့ဒါအဲ့လိုလေးရှိတယ်ပေါ့နော်အဲ့တော့နောက်ကိုကျွန်တော်အကြံဉာဏ်တစ်ခုတော့ပေးမယ်နော် အပြောက်ကနန်းနေပါဆိုတိတ်ပြီးအာယုံမထားနဲ့တော့အခုကလူတွေကဘယ်လိုဖြစ်လဲဆိုတော့ဒါကျွန်တော်တို့ကိုယ်တိုင်အစားပဲတေချာပေါက်ဆင်းတော့မယ်ဆိုရအဲ့ဒါဆွတ်ပြီးတော့ဖိလိုက်လိုက်ကြတာပေါ့နော်ဖိလိုက်လိုက်ပြီးဖိပြီးတော့ပျောက်သွားလိမ့်မယ်ပေါ့နော်အဲ့လိုဖြစ်သွားတာနော်ကနန်းတကွာကလေအဲ့တော့နားကြံကိုရတဲ့ဥလူအကြောင်းလည်းဖြစ်တော့လက်ချောင်းနဲ့တိတ်မကောင်းစကားပြောရတာတိတ်အဆင်မပြေချွတ်ပြတ် ်လက်ပြန်ကိုကျွန်တော်ဒီမှာဝမ်းချင်းစိုက်ပြမယ်ပြီးလို့စင်ကျွန်တော်လက်ပြန်ထိုးရမယ်ထိုးခွက်ကိုကျွန်တော်ဒီမှာကနန်းတော်ပြီးသွားမယ်เนาะအဲ့ဒီကအဆင်ပြေတာကိုကျွန်တော်လုပ်ပြီเนาะပြီးရတဲ့တနင်္ဂနွေနေ့ကကျွန်တော်ပြောခဲ့เนาะဒီစပတ်မှာအပူကိုမွေးပါအချင်းချင်းကျွန်တော်ပြောခဲ့ရယ်เนาะပြီးတော့ Viber မှာလည်းကျွန်တော်ပေးတဲ့မွေးကနန်းတွေရတာနှစ်ကွက်ထွက်သွားပြီပေါ့เนาะနှစ်ချိန်တော့ထွက်သွားပြီเนาะအဲရတဲ့လူလည်းရအောင်ရတဲ့လူလည်းမရဘူးเนาะ ဝိညာဉ်ဆောဆောမဲမွေးလာတဲ့သူတွေယုံကြည်တဲ့သူတွေတော့ရလိုက်မယ်เนาะမယုံကြည်တဲ့သူတွေတော့မရဘူးပေါ့เนาะအဲ့တော့အခုဒီမှာကျွန်တော်တခြားလေးပြပေးမယ်เนาะဒါဝမ်းချင်းကဲကျွန်တော် site ပြမယ်အချိန်ကအချိန်ကတော့လူမဆောက်ဘူးပေါ့เนาะအဲ့တော့ဒီ site ကတော့ကျွန်တော်တို့ဒီ site တွေကတော့ကျွန်တော်ဒါအရင်ရက်တည်းကလည်းပြရနေတဲ့ site ပေါ့เนาะဒီဝမ်းချင်းကလုံးဝအမအမဝမ်းချင်းဖြစ်တဲ့အတွက်ကျွန်တော်မဖောက်သေးဘူးပေါ့เนาะဒီဝမ်းချင်းอ่ะ ယူဝမ်းကြီးကမဖောက်သေးတော့ကျွန်တော်တို့ကဒါကန်ရအောင်ပါတော့နော်သူကဖောက်မှမဖောက်သေးဘူးနော်အဲ့တော့သူကမဖောက်သေးတော့ကန်ရမှာပဲသူကနော်အဲ့ဒီမှာကျွန်တော်တို့၄ပေါ့နော်၄ပါဝါ၉အချင်းနဲ့နော် အဲ့ဒီမှာကိုချောင်းလို့ထွက်နော်ကျွန်တော်တို့ဒီမှာခွန်ပေါ့ခွန်ပါပါနှစ်တဲ့အချင်းနဲ့နော်ကျွန်တော်တို့ဒီမှာနှစ်တက်လို့ထွက်တယ်နော်ကျွန်တော်တို့ဒီမှာတက်တဲ့တက်ပါပါ6တက်6အချင်းနဲ့နော်မနက်ကတက်တက်လို့ထွက်တယ်နော် ဝေတောင်းတော့ပါရင်ကျွန်တော်တို့တက်ပဲเนาะတက်ပါวะ6ပဲเนาะ16အချိန်ပဲเนาะအဲ့တော့ဟို ထွက်ကြရနော်ကဲဒါဆိုကျွန်တော်တို့တစ်6ချိန်နော်ဒါတစ်6ချိန်ဒါကတော့ဒီချိန်လေးကတော့မပြတ်သေးတဲ့အချိန်ကြီးပေါ့နော်အဲ့တော့အဲ့ဒီချိန်ကိုမပြတ်သေးတဲ့အချိန်ကိုကျွန်တော်တို့ဒီနော်ဒါနောက်တစ်ချိန်ပေါ့ now the chain, now the chain. ஆலோசனை ஓடிமா သုံးလုံးပေါင်းခြင်း6เนาะသုံးလုံးပေါင်းခြင်း6 6ပါဝါ1เนาะ6တက်အချိန်နဲ့เนาะလုံးလေးရလာ6တက်အချိန်ကို81လို့ကြเนาะ81လို့ကြဒီတော့ဒီမှာကျွန်တော်တို့ညရရနော mi ngai la mi ngai ya tô lô mong chín cú đấy cú lì chê à đi mà cú sẽ chào luôn chứ hari ma chúng tôi con sát nhẹ chơi hari ma nhát sát đi luôn chứ ကျွန်တော်ဒီညအများကြီးမပြအောင်ကနန်းနည်းနည်းပဲကြာမယ်အချိန်နဲ့အများကြီးပြရင်ကျွန်မစီကြောင်ဝါးဝါးပဲအဲ့တော့တော်လုံးမောင်းကြီးတက်တက်တရပါဝါ6တ6အချဲဟာဒီမှာတက်တက်လို့ကြာနော်ဒူရီယာနှလုံးမရှိရကျွန်တော်တို့1ချင်းတစ်လုံးမှန်ရပြီဗျာနော် ပါတိုက်ပြီးတော့အထူးကျူးလူချင်းကြလို့လို့ဟုတ်ပြီနော်ဝမ်းကျင်ရရင်ကျွန်တော်ကနန်းတလုံးမှန်နေပြီတော်ပြီပေါ့နော်အဲ့တော့ဒီဒီနှလုံးပေါင်း nga နော်သုံးလုံးပေါင်းခြင်းဒီ6 6ပါဝါတိတ်တဲ့နော်6တဲ့အချိန်ကဲ ခြောက်တဲ့အချိန်အချိန်နှစ်ချိန်တူနေတယ်ပေါ့နော်ဒီအချိန်ဒီမှာလဲခြောက်တဲ့အချိန်ဒါအလုံးဝ special အမာခံအချိန်ကိုကျွန်တော်ပြပေးလိုက်တာနော် special အမာခံအချိန်ကိုပြပေးလိုက်တာပေါ့နော်အဲ့တော့ကြောညကမနမလေးတောင်ရငါခွန်ကြီးရှိရဲ့တဲ့ဟုတ်ကဲ့နော်အဲ့တော့ဒီ6တိအချိန်ကိုမနှက်ပြန်မတွဲကနာထပ်ပြီးသွားမယ်နော် မတွဲကနဒါကျွန်တော်မတွဲကနကတော့ကျွန်တော်မိတ်ဆွေဒီဘက်မှာတော့သိရှိပြီးပဲဖြစ်ပါတယ်အဲ့တော့ဒီမှာတုံညာပိတ်တော့ကျွန်တော်တို့မတွဲကနကတုံညာပိတ်တော့တလေးချောက်ကိုကမတွဲပါဘူးလို့နော်ဒါတလေးချောက်ကိုကဒီ ဒီအောင်မတော်ရေးပေါ့နော်အဲ့တော့ကနန်းလေးလုံးကျွန်တော်တို့ထုတ်လိုက်တာပေါ့နော်ကနန်း၁၀လုံးနဲ့ညီကနန်းလေးလုံးထုတ်လိုက်တာပေါ့နော်ထုတ်လိုက်တာကသူကဘယ်လိုတွဲလို့ရလဲဆိုတော့ဒီတစ်နော်အဲ့တော့ဒီမှာမတွဲကနန်းမတွဲကနန်းဆိုတော့ကျွန်တော်တို့ကမနှက်ပြန်ကိုကျွန်တော်ပြပြမယ်နော်ကျန်တာကကျွန်တော်တို့ဘာကျန်လဲကျန်ကနန်း၃လုံးကျန်ကနန်း၃လုံးကကျွန်တော်တို့ဒီမှာ ဒီမှာပါကြံလဲဆိုတော့ငါရဲ့ကျွန်တော်တို့၃ရဲ့ခွန်ရဲ့ပေါ့နော်ငါရဲ့၃ရဲ့ခွန်ရဲ့ဆိုရင်ကနန်း၃လုံးကြံတယ်ပေါ့နော်အဲ့တော့ဒီကနန်း၃လုံးမှာကျွန်တော်တို့ဒီ၃อ่ะဆိုလို့စရင်ကျွန်တော်တို့ဒါပြီးခဲ့တဲ့တစ်ပတ်အရင်ပတ်ဒါနဲ့ဆိုရင်နှစ်ပတ်မြောက်ဖြစ်လာပြီပေါ့နော်အဲကျွန်တော်အခုပဲဆိုလို့စရင်ကျွန်တော်တို့ဒါဘောရဟုနေ့ထိရောက်လာပြီ ူကပေါ်မလာသေးဘူးဒီတော့เนาะအဲ့တော့လူအများကတော့ဒီတော့အာရုံစိုက်ပြီးတော့လိုက်နေတယ်ဒါကျွန်တော်အပါဝင်ပေါ့เนาะလိုက်နေတာဖြစ်တဲ့အတွက်တချို့ဆိုပတ်သီးသမားတွေဆိုတော်တော်လေးကိုနင့်လာသွားပြီเนาะအဲ့တော့တော်တော်လေးကိုနင့်လာနေပြီချို့ဆိုဘလုံးမကိုရက်တီလို့မြောင်းဖြစ်အောင်ဖြစ်နေပြီပေါ့เนาะဒါပေမဲ့ तू ကလက်ပြန်ငါစပြီးတော့ပေါ့เนาะ तू ကဘယ်လိုလဲဆိုတော့ဇာအပေါ်မှာကြည့်မှာပေါ့ဇာအပေါ်မှာကြည့်မှာပေါ့ तू ခြားသင့်နေဆိုရင်ကြလာနိုင်ပါတယ်ဒီတော့ကလေနော်ဒီတော့ကကြကြသင့်နေဆိုရင်ကြလာနိုင်ပါတယ်နောက်ကျွန်တော်တို့ဒီမှာတစ်ခုရှိရနော် နောက်နောက်တစ်ခုဒီမှာကျွန်တော်တစ်ချက်ထောက်ပြပေးသွားမယ်သူဒီမှာဒီဒီနောက်ပိတ်ဆင်းတဲ့မူလေးကနောက်တနည်းယူလို့ရတယ်ဘယ်လိုယူလဲဆိုတော့ကျွန်တော်ဒီမှာကြည့်နောက်တနည်းယူလို့ရတဲ့အနေထားပေါ့နော်မကြီးပြည့်တဲ့ကျွန်တော်တို့နောက်ဆုံးနေပေါ့เนาะ နောက်ဆုံးတောက်ကြနေရထွက်တဲ့ကဏ္ဍပေါ့နော်နောက်ဆုံးတောက်ကြနေရထွက်တဲ့ကဏ္ဍမှာဒီမှာအဲ့ရနေပြီကျွန်တော်ဒီမနက်ပိုင်းနောက်ပိတ်တက်ကနေပြီးတော့ပါဝါရိုက်ဆိုပြီးတော့1ရက်ပါဝါ6ဆိုပြီးအပိတ်နဲ့ဆင်းတယ်လို့6ရက်ပါဝါ1ဆိုပြီးအပိတ်နဲ့ထပ်ဆင်းတယ်အဲ့တော့မနက်ကကျွန်တော်တို့ပါဝါ तू ကမယူတော့ဘဲနဲ့တက်ကတက်လို့ဆိုပြီးတော့ပြန်ပြီးတော့အဲကျွန်တော်တို့လှည့်သွားတယ်ပေါ့နော်အာလှည့်သွားတယ်နော်ဒါ तू တောက်လျှောက် तू ဆင်းလာတယ်မူပေါ့နော် အဲ့လိုမူအဲ့လိုဆင်းလာတယ်မူဆိုတော့သူဆင်းလာတယ်ဆိုတော့တော့အမှန်တမ်းဒီမှာပါဝါတိရပါပါ6လို့ပြန်ရိုက်နိုင်လားဒါလေးတွေစဉ်းစားပါเนาะအဲ့တော့ဒီမှာ6တက်အချင်းရှိတာရေးရေးအဖေလုံးလုံးနော်မှန်တယ်ဟမ်ဒီကဲတော့60 60 အဲ့အဲ့နားလဲလားကျွန်တော်ခဏစက်ကဝယ်ပေးမယ်မင်းစက်ကိတ်ဆိုင်ကခဏစက်ကတည်းဟုတ်မင်းလာရှုံနေငါကွန်မန့်တွေမှာတွေ့ရေနော်အလုံးလုံးရင်ခလေးကိုပြေးမရှုံနေဩတချို့ကကြာကိုကြီးမစားကြတော်ကြငါအပြော့ခံနေရအောင် ျွန်တော်တားထက်ဘယ်ဟာမှအရေးမကြီးဘူးเนาะဒီအာဒါစေတနာနဲ့ပြပေးရပဲရှိတယ်ဒီတူရီတူရီပြပြီးကျွန်တော်ထမင်းစားရတဲ့အချိန်မှတော့မပါဘူးဒါမိမလည်းဒါဝါသနာမပေးလို့ဘူးကျွန်တော်ကဝါသနာနဲ့ကျွန်တော်ဝါသနာကျွန်တော်လုပ်တာเนาะအဲတော့ချိုးတော့အဲပါလေတော့မသိဘောဗျာသာသမီမရှိလို့ဖြစ်မှာပေါ့ကိုချင်းမစားဘူးအဲပြောနေကြတာကြောင့်မှန်နေမှာတွေ့ရေနော်ဒါမှမဟုတ်ကျွန်တော်ကဘာမှဖြစ်ပါဘူး သူတို့လည်းအာယုံဆိုင်ကြည့်နေတဲ့အချိန်မှာကြည့်မှာပေါ့ကျွန်တော်ဒူဒီဒူဒီတတိဒီနဲ့ကျွန်တော်ပြပြီးတော့ကျွန်တော်ထမင်းစားပြီးရက်တည်နေတာမဟုတ်ဘူးဒါဝါသနာရပဲအဲအကြောင်းကျွန်တော် number လဲကျွန်တော်ခေါ်တာလည်းမရှိဘူးရင်တော့ခေါ်ရဲဆိုတော့ကျွန်တော်ခလေးမဟုတ်ပဲဘူးလေးရမှာလို့ကျွန်တော်ဟိုတုန်းကနှစ်လသုံးလတော့ခေါ်ဘူးတယ်ခုနောက်ပိုင်းကျွန်တော်အာယုံနောက်လို့မခေါ်လည်းမခေါ်တော့ဘူးစေတနာ ကြည့်ပောက်ကွက်ပါလို့စေတနာရှိရင်ဘေးမဘေးမယူပါမှလို့ကျွန်တော်တော့တာအဲ့တော့ဒီမှာကျွန်တော်တို့တရက်ပါဝါ6เนาะတရက်ပါဝါ6เนาะ6ရက်ပါဝါ1ဟာဒီမှာကျွန်တော်တို့1ပါဝါ6လို့မရိုက်ပဲနဲ့1က1လို့ပြန်ပြီးတော့ရိုက်ချသွားတယ်เนาะအဲ့ဒါဒါဆိုသူကလည်းဒီမှာအပူးစင်ရှိရအောင်เนาะဒါသူလှဲ့လှဲ့ကွက်ပေါ့အဲ့တော့ကျွန်တော်တို့ကမလန်းပြန်ဒီမှာ တစ်ပါဝါ6ဆိုပြီးတော့ပြန်ရိုက်နိုင်လားเนาะဒါမျိုးလေးကြီးကျွန်တော်တို့ရှိတယ်เนาะเนาะနောက်ထပ်အဲ့လိုမျိုးလေးကြီးပြန်ရိုက်နိုင်တာရှိတယ်ရှိရခါကျတော့ကျွန်တော်တို့ကမလက်ပြန်ဟိုကျွန်တော်ကျွန်တော်သုံးသက်ချက်ပေါ့เนาะမလက်ပြန်ကျွန်တော်ပါဝါကျွန်တော်ကြိုက်တယ်เนาะမလက်ပြန်တနေကုန်နေကုန်ကျွန်တော်ပါဝါလိုက်စီခြင်းတယ်เนาะပါဝါတချို့ကပါဝါသူတို့မသိဘူးเนาะမသိတော့ကျွန်တော်တို့ပါဝါတန်းမှဆိုလို့ရှိရင် ောက်နဲ့ပတ်သက်ပြီးတော့ဆိုလို့ဆိုရင်ကျွန်တော်တို့ဒီတစ်ချောက်ဒီတစ်ချောက်ကတော့ကျွန်တော်တို့နော်အဲဒီတက်ဒီမှာကျွန်တော်တို့အပီးခွေမတွဲဘူးဆိုတော့လေတစ်ချောက်ဒီပါပါတဲ့ပါပါ၅ခွက်တည်းကကျွန်တော်တို့တစ်ချောက်ကတော့ဒါမတွဲတော့ဘူးပေါ့နော်မတွဲတော့ရင်ကျွန်တော်တို့ပါပါ၄ခွက်ပဲကြာမှာပေါ့နော်ပါပါ၄ခွက်ကဘာတွေဖြစ်မလဲဆိုလို့ဆိုရင်ကျွန်တော်တို့ဒီမှာနှစ်ခွန်၃၅နော်38ကျွန်တော်တို့49ဆိုရည်ဒီ၄ခွက်ပေါ့နော်ဒီ၄ခွက်ရှိတယ်ဟုတ်ပြီလား ဒီလေးခွက်ရှိတာပေါ့နော်။ဒါနောက်ပြန်ပါဝါအဲ့ဒါတော့ဒီ16ကတော့16ဒီဒီ16ဆိုတာကတော့ကျွန်တော်အဲ့ဒါဒီမှာအတွဲကနေနဲ့မှပါပြီးသားဆိုကျွန်တော်ကတော့ပယ်လိုက်တာပေါ့နော်။ဒါပေမဲ့ကျွန်တော်မိတ်ဆွေများကမပယ်ခြင်းဆိုလို့ဆင်လဲကျွန်တော်တို့ဒါမပယ်ပါနဲ့နော်။ဟိုဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီမှာဒီကနန်းကကျွန်တော်တို့ဒီတစ်ပတ်မှာအခု ထွက်เสียရဆိုလို့ကျွန်တော်တို့ဒီမှာစုံစုံထွက်ထားတယ်เนาะစုံစုံထွက်ထားတယ်เนาะအဲပြီးတော့ဒီမှာကျွန်တော်တို့ဒီမဆုံအဲစုံမကျွန်တော်တို့ဒီမှာစုံမဆိုပြီးတော့ထွက်လာတယ်မမမဆိုပြီးမနက်ကတော့ကြာသွားတယ်เนาะမမဆိုပြီးတော့ကြာတယ်အပူမမဆိုပြီးတော့ကြာတယ်เนาะအဲတော့ကြာတော့အခါကျတော့ကျွန်တော်ထွက်เสียရဆိုလို့ကျွန်တော်သူကဒီအပူလို့လာအပူရဲ့လို့လာလာတော့မယ်ဆိုရင်ကျွန်တော်တင်ကြတာအများအားထားပါเนาะကျွန်တော်လိုက်တိုင်းမှာလည်းကျွန်တော်အများအားပြောတယ် ဒီနှလုံးပေါင်း30ဖြစ်ပြီးရင်ညီကိုနှက်ခတ်နော်ညီကိုဒီမှာနှက်ခတ်လာမယ်နှလုံးပေါင်း30လာမယ်နော်ညီကိုလာမယ်ဒါလာပြီးရင်ဒီကောင်အပူကဘရုံးမမနေတော့ဘူးအဲသူအလှဲ့ပဲသူကတူကြီးတူကြီးလောကမှာကလနာမှာပြန်စစ်ကြည့်လိုက်နော်ကလနာမှာပြန်စစ်ကြည့်လိုက်အဆရာကြီးတော့တိတာပေါ့နော်ချုံမတိတဲ့သူကျွန်တော်ရှင်းပြအောင်ဖြစ်တယ်နော်ဆရာကြီးဆရာကြီးဆရာကြီးတွေအတွက်ကတော့ကြော်သွားပါနော်အမှန်နားထောင်နေလို့အတိတ်ပဲမရှိပါဘူးနော် အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်မနေ့ကဒီနားလဲအောင်ပြောပြရအောင်နော် site တွေနဲ့ကျွန်တော်ဆွဲမပြအောင်ရှင်းရှင်းလေးပဲကျွန်တော်ပြရလိုက်တာနော်အဲ့ညနေခင်းကကျွန်တော်မတင်ပေးနိုင်ဘူးဒါ Viber မှာအပ်ထားတဲ့သူတွေတော့ကတော့ဒီဒီဘက်ကတော့ဒါကြံလေးချိန်တွေကတော့အများကြီးအကျိုးရှိအောင်မယ်လို့ကျွန်တော်မျှော်လင့်ထားတယ်နော်အဲ့နောက်စနေနေ့မှာကျွန်တော် Viber နံပါတ်ကိုချပေးမယ်နော်အဲ့ဘေးပေးစရာလည်းမလိုငွေပေးစရာလည်းမလိုဘူးနော် တကယ်လို့ပေါ့ပောက်ခဲ့တယ်ရှိမှလားလဲဒါဒါမဟုတ်ပေးခြင်းပေးမပေးခြင်းနေเนาะဒါပဲရှိတယ်ကျွန်တော်မှီးမှီးတယ်လို့ကျွန်တော်ပို့ပေးနေမှာเนาะအဲ့တော့ဒီမှာကျွန်တော်အခုဒီမှာကျွန်တော်ဝမ်းချိန်ရဲ့ကျွန်တော်ဒီကောင်နဲ့ကတ်ပေးလိုက်မယ်เนาะဒီကောင်နဲ့ကျွန်တော်ကတ်ပေးလိုက်အဲ့တော့ဝမ်းချိန်နဲ့ကျွန်တော်တို့ကတ်မယ်ဆိုရင်ထိုးရမယ်ထိုးခွက်ဒီတဲ့ကျွန်တော်ဘာလို့ဖြစ်မလဲဆိုလို့ရှိရင်တင်းနဲ့ပတ်သက်လို့ရှိရင်ဟောပါတင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့15ဆိုတဲ့တကောကเนาะ တစ်သုံးဆိုတဲ့တကွာเนาะတစ်ခွန်ဆိုတဲ့တကွာเนาะ